ရှိလွန်လေပြီလေသောအခါကကြားတကောင်ရှိလေသည်သူသည်အကောင်ထဲကြီးမ၏ခွန်အားဖလကြီးမ၏တို့ဖြစ်သောကြောင့်တောသားတတဝါများသည်ကြားကိုကြောက်ချွန်စွာဖြင့်အဝေးမှခြောက်ချားကြကုန်၏တို့ရာတွင်ကြားသည်ရေဖွဲတတဝါသာဖြစ်ပေသည်တောထဲတွင် သူနည်းတူကာယေတရိษံအများအပြားရှိကြပါသည်ဝံပလီကျက်တဲ့ခွေအမြေခွေစသည်ဖြင့် များပြားရှိကြသည်ထိုသားရဲများသည်ကြားနှစ်စာလျင်အကောင့်သေးတော်လဲအစာအတွက်သားကောင်ဖန်စီရန်အခက်အခဲမရှိကြပေသူမူသူဟံသူပညာဖြင့်အဆင်ပြေကြသည်ကြားမှတော်လဲသူအမဲလိုက်ရန်ထွက်လာလျင်အမင်းတွေဒရွေတွေဆိုင်ဆက်တွေအုပ်လိုက်ထွက်ပြေးတော်သည်သားကောင်လေးအုပ်လိုက်ထွက်ပြေးသည်ကိုမြင်သူတိုင်းကကြားကြီးအဆာရှာထွက်လာပြီဟု ြောစမှတ်ပြုကြတော့သည်ကြားမှာသားသားတို့ဝါဖြစ်ပါလျက်နှင့်သားကောင်မဖမ်းတတ်ရှိဆရာမပြ၍နီးမကြသလိုပင်ကိုကထုံထမ်း၍ပေလိုကြားသည်ချင်းသိနေသူရရဲ့ကြီးကိုရွတ်ဆွဲသွားခြင်းသည်ကြက်တက်ကဲ့သို့တမင်ကိုလည်းခုံအောင်လိုက်ခြင်းသည်သို့တော့သူသည်မလုတက်ပေလုတက်စေရန်မိတို့ဆောင်ရွက်ရမည်ကိုလည်းမသိပေဦးချင်းသိကျုပ်ကို တားကောင်ဖန်းလေးသင်ပေးစမ်းပါဟောက်ပေါ်ကဟောက်တန်းကြောင့်ဘယ်ပြရမှမသိတဲ့ဖြစ်နေတဲ့ကောင်ကိုလဝါနှစ်ပုတ်ဘုတ်ကဆွဲလာခဲ့ပေါ့ကြားသည်ရှင်သိနဲ့အာတန်သူမဟုတ်ပေသူ့အတွက်ရှင်သိပေးသောနီးကိုမတုံးနိုင်ပေသူဖြစ်၍တော်ခွေမြေခွေဝင်ပလွေတို့ထံတပည့်ခံပြီလောကြားသည်စဉ်းစားသည်မဖြစ်ပါဘူးဒီကောင်တွေလဲဦးရတာနဲ့ ဟောင်းရတာနဲ့အတန်မင်းရှိတာပညာမရှိကြဘူး။ကြားသည်မှိုင်တွေချနေပြီးတော့သည်။ကြားဤမြင်ခွင်ထဲသို့ကြောင်တကောင်ဝင်ရောက်လာသည်။လှုပ်ရှားပုံကသက်ရက်သည်။တားကောင်ကိုချောင်းပြောင်းပုံဖန်းစည်းပုံမှာလည်းပိုင်နိုင်ကျွမ်းကျင်လာသည်။လက်ဆက်သက်တော့ဒီကြောင်ဟာငါနှစ်ဆွေမျိုးပဲ။သူ့ကောင်ကမေ့နေတယ်။သူ့စီမှာငါတပည့်ခံမယ်။ဤသို့ဖြင့်ကြားသည်ကြောင်ဤထံပေါက်သို့ရောက်လာ၏။ ဆရာကြောင့်ခမညာသားရဲ့တိရစ္ဆာန်တို့တက်အပ်တဲ့ပညာတွေဆရာစီကသင်ယူပြစေငါစီကပညာလိုချင်ရင်တော့ငါရဲ့ဝေယဝစ္စတွေလောက်ရလိမ့်မယ်ဟုတ်ကဲ့လောက်ပါမယ်ဆရာဒီလိုဆိုရင်ရေထမ်းကြီးกว่าပြီးရင်ထင်းပေါက်စံကြောင့်ဒီအကောင်ငယ်စီကမူပညာရှိဤအမျော်မြင်ကြည့်ဤတပည့်ကြားအားမနာတမ်းခိုင်းပြီးပညာကိုမူအနည်းငယ်သာသင်ကြားပြတတ်ပေး၏ ။ညီတို့ပင်ဖြစ်စေကမူဆရာကြောင့်ဤပညာများမှာကြားအတွက်အလွန်အဖိုးတန်သည်။အပေါက်တပေါက်အတွင်းသို့ သင်ဝင်လို့လျင်ဝင်၍ရမရသိရှိအောင်ညီတို့လိုရမည်နည်းစသည်ဖြင့်ဤပညာရက်များကိုသင်ကြားပေး၏။အပေါက်တွင်သို့ဝင်လို့လျင်အပေါက်၏အကျဲနှင့်မိမိ၏ပမာဏကိုနိုင်ရှယ်တိုင်းထွာကြည့်ရမည်။ထို့သို့တိုင်းထွာကြည့်စရာဖြစ်စီသည်မိမိနဲ့အတူပါလာသည်ကိုသင်သိပါသလားကြားမှာမသိရှာဘူး မင်းမှာပါတဲ့နှုတ်ခမ်းမွေးဟာမင်းကိုရဲ့ပမာဏကိုကိုစားပြူတာပဲကွ။ဒါကြောင့်ဝင်မဲ့အပေါက်ကိုနှုတ်ခမ်းမွေးနဲ့တိုင်းရတယ်။နှုတ်ခမ်းမွေးကအပေါက်ထက်ရှည်နေလင်းသိကြတယ်။မဝင်နဲ့မဆန့်ဘူး။ကြားသည်ဆရာကြောင့်အအချင်းချင်းချစ်ခုဤအဖိုးတွင်ပညာတွေပါပဲဆရာကြီး။ကြောင်သည်ကြားအားအဖိုးတန်ပညာများကိုဆက်လက်သင်ကြားပေး၏။မြင့်အမောင်ထဲတွင်မြင်ရစေရန်တငယ်အိမ်ကိုခြုံသောချဲ့သောပညာ လက်သေးများကိုထုတ်ထားရသောအခါနှင့်တင်ထားရသောအခါအမြင့်မှ ခုံချပုံအမြင့်သို့ခုံတက်ပုံများစသည်ဖြင့်တင်ကြားပေးဤပညာများအသက်ပညာများကိုတစ်မျိုးသင်ပေးပြီးတိုင်းကြောင့်သည်တပည့်ကိုလက်တွေ့လောက်ခိုင်း၏ကြားသည်ကြွကြွနွန်နွန်စိတ်ပါလက်ပါသင်ယူသူဖြစ်သည်ဖြစ်ဆရာစိတ်ကြိုက်ဖြစ်အောင်လှူဆောင်ပြနိုင်၏ကြောင့်သည်တစ်ချိန်နှစ်ချိန်တွင်ဆရာစိတ်ဝင်နေသည်ဖြစ် ကြားကိုအလွန်သဘောကျ၏ငါတပည့်တော်ပါပြီတဲ့ဆရာနှင့်ချက်တူကြအောင်ကျိန်ဖန်များစွာကြားကလှုပ်ဆောင်ပြသောအခါတွင်ကြောင်းမှာပြိဿံစိတ်ဝင်လာ၏ငါကအကောင်တိတိကလေးကြားကငါထက်အစမတန်ကြီးတယ်ငါတက်တမြတ်ဒီကောင်သိတဲ့ရင်ငါဒုက္ခရောက်နိုင်တယ်သူ့အတွက်ကြောင်းသည်အရေးကြီးသောဤပညာတရက်ကိုကြားအားတင်မဲ့ပေးပဲခြံထားလိုက်လေသည်ဤဒီက မိထားသူနိဗေတိကြာသည်ဆရာပေးလိုက်သောဤပညာတစ်သက်ပညာများဖြင့်အမဲလိုက်မည်ဟု ထွက်လာခဲ့၏အမိကြီးကမြေပြင်ကိုတစ်ပတ်ပတ်နှင့်ရိုက်လျက်ပါလာသည်တားကောင်တွင်ပြေးကြလောဟုအရိပေးရာရောက်ပေသည်ဆရာကျွန်တော်ကိုအမိထားသူနိသင်ပေးဖို့မိသွားပြီထင်တယ်ထိုးသူပြောကပညာကိုဖြည့်ဆည်းရန်ဆရာကြောင့်ပြန်သွားခဲ့၏ ကြောင်သည်ကြားကိုလုံးဝအတွေ့မခံတော့ပေကြားသည်ဆရာထံလဲသွားသည်အမဲလဲလိုက်သည်ဆရာကအတွေ့မခံသဖြင့်ဝန်းနေသည်အမဲလိုက်၍မရသဖြင့်ဒေါသကလည်းထွက်ရပြန်သည်ဆရာလုံနေပြီးဥတပဲ့ကိုဒီလိုလှုပ်တာကောင်းသလားကြားသည်တော်ရဲတွင်လှဲ့လဲပြီးဒေါသတကြီးနှင့်អော်သည်သူရတွင်ကြောင်ကတုံ့ပြန်မှုမရှိအတွေ့လဲမခံချေကြားကြည့်သည်ဦးရေဒေါသထွက်လာတော့သည် ြောင်းဟာဟိုတုန်းကတော့ငတ်เสียပါပဲ။ဒီနေ့တော့ရန်သူဖြစ်ပြီဟဲ့။တွေ့တဲ့နေရာမှာကျွတ်ကျွဝါးစားမယ်။ကြောင်ဆိုရင်ကြောင်အစ်စ်မပြောနဲ့။ကြောင်ချီးကူတော့ချမ်းသာမပေးဘူးဟဲ့။သူဖြစ်ပါ၍ကြောင်များသည်တဖို့တပါသွားပြီးတိုင်းသူတို့ဥစ္စာကိုကြားတွေ့မသွားစေရန်ပြများဖုံများဖြစ်လုံကြုံအောင်ဖုံးဖြစ်လိမ့်ရှိကြကုန်၏။